မယူသိန်းကိုအနိုင်ကိုတွင်းပြီးတော့ကဘာချော်သွားတဲ့မမောင်လင်ကတော့တကယ်ကိုမှကဘာမှာအပျော်ဆုံးလူသားဖြစ်နေပါပြီ။မမောင်လင်ကမယူအသိန်းကိုကိုတွင်းလိုက်ပြီးတဲ့အချိန်မှာငါဘဝမှာအကြိုက်ဆုံးအသိန်းကိုကိုတွင်းနိုင်ခဲ့ပါပြီ။ငါသိပြောပါပြီဆိုပြီးတော့တွေးမိတယ်ဆိုပြီးတော့မမောင်လင်ကဒီနေ့အင်တာဗျူးမှာတော့ပြည်သက်တွေကိုယင်ဖွင့်လာခဲ့တာဖြစ်ပါရဲ့။ မမောင်လီရဲ့အကြိုက်ဆုံးအသင်းကမန်ယူအသင်းဖြစ်ပြီးတော့အကြိုက်ဆုံးကစားသမားကခရစ်စတီယာနိုရိုနီဒိုဆိုရာတနိုင်ကလုံးပြည်သက်တည်တည်ချပါရီဒီနေ့မှာတော့မမောင်လီကမန်ယူအသင်းမှာသူအကြိုက်ဆုံး idol ဖြစ်တဲ့ Bruno Fernandes စီကအင်ဂျီတော်လက်ဆောင်တောင်းခဲ့တာဖြစ်ပြီးတော့ Bruno ဝတ်တဲ့အင်ဂျီကိုမမောင်လီကဒီနေ့မှာအများမင်္ဂမပြန်လာတော့တနိုင်ကလုံးကပြည်သက်တည်ကိုဂုံယူဝင်ကြဆိုပြီး Bruno ရဲ့အင်ဂျီဝတ်ပြီးတော့ပြန်လာခဲ့တာဖြစ်ပါရီမြန်မာနိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဒီဂျူဥစ္စောကလည်း နိုင်ငံကုန်ဆောင်ခဲ့တဲ့မြန်မာနိုင်ငံအတွက်သမိုင်းသစ်နော်စိုက်ထူပေးတဲ့မောင်မောင်လင်ကိုသိန်း9000တိတိစုချမှာဖြစ်ကြောင်းလေးသိရပါရဗျာအင်မတန်မှအားရဖို့ကောင်းပါရီသနိုင်ငံလုံးကပြည်သက်တိကတော့မောင်မောင်လင်ကိုချီးကျူးနေကြပါပြီမြန်မာနိုင်ငံရဲ့ကစားသမားတွေကခုလိုမျိုးကဘာစင်ကဘာကျော်မာယူအသင်းကြီးကိုဘူးတွင်းနိုင်လိမ့်မယ်လို့သိအောင်မှဒီပွဲမတိုင်ခင်မှာမတွေ့ထားကြပါဘူးဒါမဲ့လုံးဝကိုထိမှန်ထားရတဲ့အရာကဖြစ်သွားခဲ့တာပဲမဟုတ်ဘူးလားဗျာ မာယူအသင်းကလေးပြောပါရီသူတို့ဟာအေရှားအော်စတာကစားသမားတွေတဲ့ကသူတို့ချိန်ညစ်တဲ့ကစားသမားတွေကိုလေးကြည်ပြီးတော့ခေါ်ယူသွားဖို့ရှိတယ်ဆိုပြီးပြောသွားခဲ့တာကြောင့်မမောင်လေးကိုများခေါ်တော့မှလားဆိုပြီးတော့ပြောဆိုမှုတွေလေးရှိနေနော်